တော့ပါတယ်လို့တိုင်းပြည်မှာနေဆက်ကဘလဲဒူစကန်းကိုကင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေတင်းယူသွားနိုင်တယ်လို့ကြိုတင်ထုတ်ပြန်ခဲ့တာကတော့နေဆက်ကထိုင်းစစ်တပ်ဖြစ်ပါတယ် KNL တပ်မ6နေမီထဲမှာရှိတဲ့ဘလဲဒူစကန်းကိုတော်လန်အေးပူးပေါင်းတပ်တွေကမေလ22ရက်နေ့ညမှာ drone sniper ဆက်လက်နက်အပါအဝင်လက်နက်ငယ်နဲ့တညာလုံးတိုက်ခိုက်နေတာကို တောင်ရင်မြစ်တစ်ဖက်ကမ်းမှာရှိနေတဲ့ထိုင်းစစ်တပ်ကမြဝါထင်ထင်မြင်တွေ့နေကြရတာဖြစ်ပါတယ်။ဘလဲဒိုစကန်ကိုတော်လန်ဟိတပ်တွေတင်သွားနိုင်တယ်လို့ထိုင်းစစ်တပ်ဘက်ကရေးသားထုတ်ပြန်ချိန်ဟာစခန်းမကြရေးအတွက်စစ်ကောင်စီတပ်ကလေကြောင်းအင်အားသုံးခုခံနေခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ထိုင်းစစ်တပ်ခန့်မှန်းထားတဲ့အတိုင်းဘလဲဒိုစကန်ကျသွားပြီးစစ်ကောင်စီတပ်တွေလည်းထိုင်းဘက်ထွက်ပြေးခဲ့ရပါတယ်။ဒါထိုင်းစစ်သားတွေရှိမှဒီရဲ့သူတို့ရဲ့အဲဘယ်လိုပြောမလဲအဆက်ပေါ်လေ။ ဖုံးဖိလို့မရအောင်လောက်ထိဟိုအဲသူတို့ဖြစ်သွားတယ်အဲတခါလာလဲအဲဒီစစ်သားတွေပြေးရပြီတခါလိုက်ပြေးရပြီဟိုဘက်ကတောင်မှာပေါ့ရီမှာပေါ့အဲဘယ်လိုလဲဒီဘက်ကသူတို့တွေစကားဆရဲ့အဲစေးဆွင့်ရအဲတကယ်ကိုပဲအဲဒီလောက်ဖြစ်နေလားဆိုတာသူသိသွားပြီပေါ့တခါလာလဲဒီခွဲပြေးရပြန်ပြီခိတ်ပေါကောင်းခွဲနေဒီလိုပဲကဲထုတ်နေရတဲ့ခွဲပြစ်နေအောင်နေရာသာပြောင်းနေဒီခွဲပဲဟုတ်လက်ရှိ2025ခုနှစ်မတ်ဧပြီမေ ၃လအတွင်းမှာပဲတက်မဟာ9နေမြေတဲကတက်စကန်၈ခုအပါဝင်တက်မဟာ6နဲ့တက်မဟာ၄တို့ကစကန်တွေကိုတော်လိုင်းတက်တွေဘက်ကတိုက်သိမ်းနေတဲ့မြင်ကွင်းတွေကိုကောင်းမြင့်တစ်ဖက်ခမ်းမှာရှိနေတဲ့ထိုင်းစစ်တပ်ကနေ့စဉ်လိုလိုမြင်တွေ့နေကြရတာဖြစ်ပါတယ်။နိုင်ငံကစစ်တပ်တွေကိုစောင့်ကြည့်နေတဲ့ Global Firepower ရဲ့2025ခုနှစ်အတွက်အဆင့်သတ်မှတ်ချက်အရဆိုရင်ထိုင်းစစ်တပ်ကအဆင့်25မှာရှိပြီးမြန်မာစစ်ကောင်စီတပ်ကတော့39မှာရှိနေလို့ နှစ်ဖက်စင်အားအဆင့်အတန်းကအဆင့်9ဆင့်ကွာဟပါတယ်။ဝိုင်းရင်းစီရင်လေးလာသုံးသက်သူတွေနဲ့မြေပြင်မှာကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတဲ့တော်လိုင်းရဲဘော်တွေရဲ့ပြောပြချက်တွေအရစစ်ကောင်စီတပ်ရဲ့လက်ရှိစခန်းတွေမှာဝိုင်းရင်းစစ်သားတွေနဲလာပြီးစစ်မှုထမ်းတွေအသုံးပြုတာနဲ့စိတ်ကပြက်ပြားနေတာကြောင့်ရှုံးခွဲဆက်နေတာလို့သုံးသက်ပြောဆိုကြပါတယ်။ကျွန်တော်တို့ဒီကြုံတွေ့ရတဲ့ဒီနယူတော်လိုင်းရဲ့ဒီဒီအခုခုနှစ်တွေမှာဆိုပို့ပြီးတော့ဒီကောင်တွေရဲ့စိတ်သက်အရာကြဆုံတာကိုတွေ့ရတာပေါ့နော်စိတ်သက် ဘာလို့ကြာတော့တွေ့ရလဲဆိုတော့ကျွန်တော်တို့ခုဘလက်ဒိုစကန်တင်းတာဆိုတာမနေ့ကတင်းနေပေါ့အဲ့တော့အဲ့မှာတို့ရဲ့ဒီလက်နက်တွေလည်းဒီကျွန်တော်တို့ဟိုစစ်ကြောင်း page ကနေဒီဒီနေ့မြန်မာသတင်းထုတ်ပြန်တာတွေတွေ့မှာပါအဲ့တော့အဲ့မှာကဒါပြန်သူအင်အားအရလက်နက်ကောခရံရောရှိတယ်အဲနေရထိုင်ဝင်ထိုင်ရင်းနေရာလဲကျွန်တော်တို့အများကြီးဒီတာစီရတာပေါ့ဒါပေမဲ့တို့အနေနဲ့ကစိတ်သက်အနေနဲ့ကလုံးဝကြဆုံးပြီးတော့ ဟိုယုံကြည်မှုပျောက်ဆုံးပြီးတော့ဗောနော်သူတို့အဓိပ္ပာယ်မဲ့နေလေသူတို့ဘာအတွက်စစ်တိုင်းနေရမှာတော့သူတို့သိမှာမဟုတ်ဘူးဟုတ်ကဲ့နည်းနည်းချာချာလို့မချာသူ့မှာလို့နည်းနည်းချာဝေးကဘာစင်38ရှိနေတဲ့စစ်ကောင်စီတက်ဟာသူတို့အထိုင်တက်တွေကိုတော်လန်ရေးတက်ပွဲတွေတိမ့်ပိုက်ဖို့ကြိုးစားတဲ့အခါမှာတော့ရှိသမျှကြီးရေလေးအင်အားအကုန်သုံးပြီးခုခံပေမဲ့တော်လန်ရေးတက်ပွဲတွေရဲ့စခန်းသိမ်းတိုက်ပွဲတွေကိုတားဆီးနိုင်စွမ်းမရှိပါဘူးဆရာနာသိမှုလင်းနေတွင်တစ်တုံညာနှစ်ခုစစ်စင်ရေးအပါဝင် တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုကြာရှုံးခဲ့ပြီးမြို့ပေါင်း90ကျော်ကအထိုင်စခန်းတွေအပြင်နေဆက်ဒေသကအထိုင်စခန်းတွေတဖြည်းဖြည်းလက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။လက်တလုံးမှာတော့ထိုင်းမြန်မာနယ်စပ်တိုက်ပွဲတွေကြောင့်ဒေါနာအရှိချမ်းမှာနှစ်ပေါင်းများစွာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့စခန်းကုန်းတွေလက်လွတ်ဆုံးရှုံးနေရပြီးစစ်ကောင်စီတပ်သားတွေလည်းထိုင်းနိုင်ငံနဲ့ပြေးဝင်မှုတွေရှိနေလို့ထိုင်းစစ်တပ်ကကူညီကယ်ဆယ်ထားရတဲ့အနေအထားဖြစ်ပါတယ်။ လုံးဝကိုစိတ်တက်မရှိတော့တဲ့စိတ်တက်တက်ဖြစ်သွားပြီလို့တော့သူတို့မြင်မြင်လာတော့ဘောနော်အဲ့လိုပါပဲသူရဲ့ promise ရှိလို့သာသူတို့ဟိုဖတ်သူတို့စီဖတ်ပြသွားတာသူတို့ပြန်ကြည့်နေပြရတဲ့အနေထားဖြစ်တယ်ဘောနော်တကယ်တကယ်ကတော့သူတို့သိနေပါတယ်ဒီဒီစစ်ကောင်စီဘက်ကတပ်သားတွေရဲ့အခြေအနေရောအာဒီမြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေလည်းသူတို့ထည့်သွင်းစဉ်းစားနိုင်တယ်လို့ထိုင်းထိုင်းစစ်တပ်ကပေါ့နော်ထည့်သွင်းစဉ်းစားနိုင်တယ်လို့ကျွန်တော်တို့လည်း အဲ့လိုနားလေကတော့ပေါက်ထားပါခင်ဗျာဒုတက်မတော်ဟာပြည်သူနဲ့တူလက်တွဲပြီးနိုင်ငံကိုလွတ်လပ်ရရှိအောင်ဆောင်ရွက်ပေးခဲ့သလိုလွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာပြန်လည်မဆုံးရှုံးစေဖို့အတွက်ပြည်သူရှေ့ကမမမမယက်တီကာကွယ်ပေးခဲ့တယ်ဒုတာဝန်ရေးသုံးပါးကိုဥထိပ်ထားတယ်လို့စစ်ကောင်းဆောင်တွေကြွေးကြော်ဝါဒဖြန့်လို့ရှိပေမဲ့အာနာသိမ့်မီ၄နှစ်ကျော်အကြာမှာလက်ထဲရှိနေတဲ့တက်စကန်တွေထပ်ပြီးမကြဖို့အတွက်စူးစမ်းဆောင်ရွက်နေရပြီးတက်ထောက်ခံသူတွေကတော့ဝေဖန်ကြတဲ့အထိ ရှုံးပွဲတွေဇက်တိုက်ဖြစ်လာနေတာကိုတွေ့မြင်နေကြရတာလည်းဖြစ်ပါတယ်